မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီကဒုတက်မတော်လေးကျင်ရေးအရာရှိချုပ်လက်ထောက်စစ်ထောက်ချုပ်နဲ့တွဲဘက်စီရေးချုပ်ယာဒူးနေရာများမှာမျက်နှာသက်ဘိုးချုပ်များနဲ့အစားထိုးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ကောင်စီကအခုရက်ပိုင်းအတွင်းမှာအပြောင်းရွှေ့များဇက်တိုက်လှုပ်ဆောင်နေပြီးတော့စိတ်ယုံနဲ့နေပြည်တော်တဝိုက်မှာရှိတဲ့လူများကိုအပြောင်းလဲများဆက်လက်လှုပ်ဆောင်လာကအဲ့ဒီပြောင်းရွှေ့ခံရတဲ့လူများဟာမင်းအောင်လှိုင်ရဲ့အမာခံလူများလို့ယူဆနိုင်တယ်လို့သိရပါတယ်။ဇွန်လ3ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီရဲ့တပ်အတွင်းအပြောင်းရွှေ့များထပ်မံလှုပ်ဆောင်ခဲ့ကြောင်း CDM ဗိုလ်ကြီးစင်ရောကပြောကြားခဲ့ပါတယ်။ထိပ်ပိုင်းအပြောင်းလဲတွေကစိတ်ယုံနဲ့နေပြည်တော်တဝိုက်ကလူတွေအချင်းချင်းကိုချိန်လိုက်တာချိန်လိုက်တာဆိုတော့ဗိုလ်ချုပ်ဖြစ်သွားပြီဆိုရင်ဒါဆက်ပြီးတော့တုံးလို့ရပြီပေါ့။ အဲ့ဒီတော့ဒီလူတွေကမင်းအောင်လိုက်73ကျင်နဲ့အမားကန်လူတွေလို့တေချာပေါက်ပြောလို့ရတယ်လို့ CDM ဗိုလ်ကြီးစင်ရောကပြောဆိုထားပါတယ်စစ်ကောင်စီကထိပ်ပိုင်းယာဒူးတချို့ကိုအပြောင်းလဲပြုတ်လို့ရမှာတတ်မတော်လေးကျင်ရေးအရာရှိချုပ်ယုံစစ်မဟာဗျူဟာဌာနကြီးမှုဖြစ်တဲ့ဘုံမှုချုပ်စမ်းယူနိုင် DSA 34ကိုဗိုလ်ချုပ်ယာဒူးတုံးမြင့်ပြီးတော့ဒုတိယတတ်မတော်လေးကျင်ရေးအရာရှိချုပ်အဖြစ်၎င်းနေပြည်တော်တိုင်းစစ်ဦးစီးချုပ်မှုချုပ်မျိုးကျော်သူ DSA 38ကိုလက်ထောက်စစ်ထောက်ချုပ်အဖြစ်၎င်းနေပြည်တော်ချောင်းမကြီးဗိုလ်ရွေးတက်မှု ်ဘုံမှုချုပ်ရဲရင်ဝင်း DSC 36ကိုတွဲပတ်စီရေးချုပ်ရခင်ဘိုချုပ်လှမြန်ဆုံးနေရာတို့၎င်းပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဒေါနာတောင်ပေါ်မှာစစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းရှိရာနေရာကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့ပူးပေါင်းတပ်များကတွားရောက်တိုက်ခိုက်ရာ RPG တလက်နဲ့ကြီးပေါင်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ3ရက်နေ့ညကဒေါနာတောင်ပေါ်တောနောရေတကွန်အကျော်မှာရှိတဲ့ဖျားကုန်းဝေးကျင်မှာစစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းရှိရာကို KNL ဥဆောင်တဲ့ပူပေါင်းတပ်ဖွဲ့များကတွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ကရင်စီရေးသတင်းအရေးမိကပြောကြားထားပါဗျာသူတို့ကဆုတ်လိုက်တက်လိုက်နဲ့လဲနေတာပေါ့ဇွန်လ3ရက်နေ့ညကတော့တော်လိုင်းအဖွဲ့တွေကသူတို့လာတာကိုမဆောက်နိုင်လို့သူတို့ရှိတဲ့နေရာကိုတွားချတာ RPG တက်လိုက်ရတယ်လက်နက်ငယ်ကြီပေါက်တွေလည်းကြံခဲ့တာပေါ့ အဲ့ဒီကြီပောက်တွေကိုကြံခဲ့တာကိုကြည့်ခြင်းအပြင်သူတို့ဘလောက်အထိကစင်ကလေးအားနဲ့ပြေးနေရလဲဆိုတာသိတာတာပေါ့လို့၎င်းကပြောဆိုခဲ့ပါတယ်လက်ရှိမှာစစ်ကောင်စီရဲ့အောင်စီကစစ်ကြောင်းမှာအင်အားဖြစ်တင်မှုများမရှိတော့ဘူးလို့လည်း၎င်းကဆက်ပြောပါတယ်အင်အားတိုးတာမရှိပါဘူးသူတို့ဘယ်ကဟာနဲ့သွားတိုးမလဲရခိုင်မှာလည်းဒီလောက်အခြေအနေစိုးစိုးဝါးဝါးဖြစ်နေတာလို့ကရင်စစ်ရေးသတင်းအရေးမိကပြောကြားထားပါတယ်ဒါအပြင်အောင်စီကစစ်ကြောင်းအားပိတ်ဆို့တိုက်ခိုက်နေတယ်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့တော်လိုင်းရေးပူးပေါင်းတပ်များအားစစ်ကောင်စီတပ်နဲ့ကရင်နယ်သားဆောင်တပ် BGF တို့က ပူးပေါင်းတိုက်ခိုက်မယ်ဆိုတဲ့သတင်းများထွက်ပေါ်နေမှုနဲ့ပတ်သက်ပြီးတော့ BGF နဲ့နီးစပ်သူကမဟုတ်မှန်ကြောင်းညှင်းဆိုခဲ့ပါတယ်။ပူးပေါင်းပြီးတော့တိုက်မယ်ဆိုတာကဒါကတယောက်တည်းသဘောထားနဲ့ဆုံးဖြတ်လို့မှမရတာတက်မှုတက်ခွဲတွေအားလုံးရဲ့စိတ်သဘောထားနဲ့လုံးဝမယ်အလုပ်တွေစစ်ကောင်စီနဲ့ပေါင်းပြီးတော့တိုက်မယ်ဆိုတာမဖြစ်နိုင်ပါဘူး။အချင်းချင်းမတိုက်တော့ဘူးလို့လည်းပြောထားပြီးသားပဲလို့ BGF နဲ့နီးစပ်သူကပြောပါတယ်။ကရင်နယ်ကြားဆောင်တက် BGF ဟာရခင်ကစစ်ကောင်စီရဲ့လက်အောက်ခံဖြစ်ခဲ့တော့လေအခုနှစ်ဇန်နဝါရီလကစပြီးတော့စစ်ကောင်စီရဲ့လာစာနဲ့ထောက်ပံ့မှုများကိုမယူတော့ပဲ ပြည်ကြားရက်တည်နေပြီဖြစ်ကြောင်းအသိပေးခဲ့ပါတယ်။ဒါအပြင် BGF တပ်ဖွဲ့ဝင်များအားလုံးကရင်အမျိုးသားတပ်မတော် KN National Army KNA အဖြစ်ကိုပြောင်းလဲဖွဲ့စည်းသွားပြီဖြစ်ကြောင်းပြောဆိုထားပါတယ်။ဗတ်ဒစိတ်ပြောင်းဖို့ရလဲအခြေအနေတစ်ခုရောက်မှပြောင်းမယ်။ ပြောင်းမယ်လို့လည်းအစီအစဉ်ကရှိပြီးသားပါလို့ BGF နဲ့နှိဆက်သူကပြောပါရယ်ကရင်ပြည်နယ်ဒေါနာတောင်ပေါ်မှာဇွန်လ၁ရက်နေ့ကလည်းစစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းကရှီတိုးရန်ကျိုးပန်းလာတဲ့အတွက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါရယ်အဲ့ဒီတိုက်ပွဲဟာလည်းနောက်တနေ့ဇွန်လ၂ရက်နေ့ညနေပိုင်းအထိကိုဖြစ်ပွားခဲ့တယ်လို့သိရပါရယ်အဲ့ဒီတိုက်ပွဲအတွင်းမှာအောင်စီရစစ်ကြောင်းကတနက်၆လနဲ့စစ်ကောင်စီရုတ်အလောင်း၉လောင်းကိုတော်လည်းပူပေါင်းတပ်ဖွဲ့ကတင်းစီရရှိခဲ့တယ်လို့သိရပါရယ်တိုက်ပွဲဟာအလွန်ပြင်းထန်ပြီးတော့အတန်းစုံလက်နက်အကြီးအသေးအတန်းများပါ မြဝတီမြို့ဘက်ကနေပြီးတော့အတိုင်းသာကြားနေရတယ်လို့ကရင်စီရေးသတင်းအရေးမြစ်ကပြောပါတယ်။ဒါအပြင်ဇွန်လ၁ရက်နေ့ကတိုက်ပွဲအတွင်းမှာလဲအောင်စီရတပ်သားအလောင်းနှလောင်းကြံခဲ့တယ်လို့၎င်းကဆက်ပြောပါတယ်။တိုက်ပွဲအတွင်းမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့ကရဲဘော်တအူဒဏ်ရာရရှိခဲ့တယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။ ်မေလ30ရက်နေ့ကလည်းဒေါနတောင်ပေါ်မှာစစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းဟာရှေ့တိုးရန်ကြိုးပမ်းလာတဲ့အတွက်မိနစ်30ကြာနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ရာစစ်ကောင်စီက Jet Fighter နဲ့လာရောက်ဘုံကျဲပစ်ကူပေးခဲ့တယ်လို့ကရင်စီရေးသတင်းအရင်းတွေကပြောပါရယ်လက်ရှိမှာအောင်စေရစစ်ကြောင်းဟာတော်တော်ရေတကောင်အကျော်ဖျားကုတ်အနီးမှာရက်တက်နေဆဲဖြစ်တယ်လို့သိရပါရယ်ဒါအပြင်စစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းကစစ်ကောင်စီတပ်သားတချို့ဟာဒေါနတောင်ပေါ်မှာနှစ်ဖျားရောဂါဖြစ်နေတယ်လို့သတင်းကြားသိရကြောင်း အဲ့ဒီဒေါနာတောင်အနည်းကိုရောက်ရှိနေတဲ့ထောက်ပို့ရဲပေါ်ကိုရဲမင်း AAC ကမေလ30ရက်နေ့မှာပြောကြားထားပါတယ်မြောက်ဝတီမြို့ကိုစစ်ကူပို့ရန်အတွက်ဒုချုပ်စိုးဝင်းကိုတိုင်ကိုခဲ့တဲ့ဆိုတဲ့နိုင်ငံတော်အစ်စ်အောင်စေရစစ်စင်ရေးလို့နာမည်ပေးထားပြီးတော့အင်အားရာထောင်ကြီးအသုံးပြုခဲ့တဲ့စစ်ကြောင်းဟာ AP လ9ရက်နေ့ကနေစပြီးဖအံနဲ့မော်လမြိုင်ကနေခြိတက်ခဲ့တယ်လို့သိရပါတယ်၄ရက်နဲ့မြောက်ဝတီကိုအရောက်ခြိတက်မယ်လို့ကြွေးကြော်ခဲ့တော့လဲ လာမယ့်ဇွန်လ6ရက်နေ့ဆိုပါကနှစ်လပြည့်တော်မှာဖြစ်ပြီးတော့ဒေါနာတောင်ပေါ်မှာရှိတဲ့တောနောရေတကုန်းအကျော်ဖျားကုန်းမှာရှေ့ဆက်မတိုးနိုင်မဲနဲ့ပိတ်မိနေခြင်းဖြစ်တယ်လို့သိရပါတယ်။အာရှလမ်းမကြီးကိုအပြည့်ဝထိန်းချုပ်ရန်နဲ့မြောက်ရီမြို့အားထိန်းချုပ်ရန်စစ်ကြောင်းထိုးလာတဲ့အောင်စေရစစ်ကြောင်းအားအမတ်နဲ့စစ်ဒေသတောင်ပိုင်းတိုင်းအမတ်3စစ်ဒေသခွဲကကုတ်ကဲပြီးတော့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်များကတားဆီးတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်။သတင်းကတော့သကိုင်းတိုင်းမြင်းမှုမျိုးပေါ်မှာတွန်လိုင်းရဲဘော်များကိုစုံစမ်းထောက်လန်းနေတဲ့ဒုတက်ချက်ညီလွင်အောင်ကိုပြစ်ခတ်တက်ခဲ့ရာတေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဇွန်လ3ရက်နေ့မွန်လွဲပိုင်းမှာမြင်းမှုမျိုးပေါ်မှာတွန်လိုင်းရဲဘော်များကိုစုံစမ်းထောက်လန်းနေတဲ့မန္တလေးတိုင်းပသိမ်ကြီးမြို့ခလာရ၄တက်ရင်ကဒုတက်ချက်ညီလွင်အောင်ကိုတွန်လိုင်းရဲဘော်များကနေအိမ်ထဲအထိဝင်ရောက်ဖမ်းဆီးပြီးတော့စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီးတဲ့နောက်ပြစ်ခတ်တက်ခဲ့ရာတေဆုံသွားတယ်လို့သိရပါတယ်။ဇွန်လ3ရက်နေ့မွန်လွဲပိုင်းလောက်က မြင်းမှုမျိုးအတွဲမှာရှိတဲ့ဒုတက်ကျက်ညီလွင်အောင်ဆိုသူကိုနေအိမ်အတွင်းကနေပြီးတော့ဖမ်းဆီးရမိခဲ့ပါတယ်။သူကသတင်းတော့ပုံစံနဲ့ရောက်လာပြီးတော့သူ့အိမ်သားကကျွန်တော်တို့ဘက်ကရဲဘော်နှစ်ဦးကိုသူကစစ်ခွဲတဲ့စီကိုသတင်းပို့လိုက်တာရဲဘော်နှစ်ဦးဖမ်းဆီးခံလိုက်ရပါတယ်လို့စွန်ရဲ Revolution Force အဖွဲ့ကတာဝန်ရှိသူတူကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုစွန်ရဲ Revolution Force အဖွဲ့နဲ့အတူ ZUG မြို့ပြပျောက်ကြားအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့တာကေတမြို့မှာရဲစခန်းရှိမှရှိတဲ့နှင့်မြင်းဆောင်တောင်ရက်ကွက်ကအချမ်းဘတ်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုဇော်လင်းကစစ်မှုတန်းဥပဒေနဲ့ပြည်သူများထံကနေပြီးတော့ငွေညှင့်နေပြီးလူငယ်များကိုလည်း PDF လို့စွပ်စွဲကဖမ်းဆီးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အုပ်ချုပ်ရေးမှုဇော်လင်းဟာရက်ကွက်အတွင်းမှာငွေကြေးအနည်းငယ်တတ်နိုင်တဲ့သူများကိုတီးတန့်ခေါ်ယူပြီးတော့စစ်မှုမထမ်းချိန်မှာကငွေ၁၀သိန်းပေးရန် ငွေညှစ်တောင်းခံမှုများလှုပ်ဆောင်ခဲ့ပြီးတော့မပေးတဲ့နေအိမ်များကိုမေလ22ရက်နေ့ကအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့အစီအဝင်ရောက်ဆစ်ဆဲမှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။မျိုးမရဲစခန်းရှိကရက်ကွက်မှုလို့ခဏခဏလူငယ်တွေအဖမ်းခံနေရတယ်။သူကသတင်းပေးတာရဲစခန်းရှိကရက်ကွက်မှုလို့ဘသူကမှလည်းဂေယုမဆိုင်ဘူး။ကြိုက်တဲ့ကောင်လာခဲ့ဆိုပြီးတော့စိုက်ကဲတစည်းနဲ့ရက်ကွက်ထဲမှာရှောက်သွားပြီးတော့မူယူပြီးစိန်ခေါ်နေပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။အုတ်ချုပ်ရဲမှုဇော်လင်းရဲ့ကြောက်ချမှုကြောင့်လူငယ်များဟာမကြာခဏဖမ်းဆီးခြင်းခံနေရတဲ့အပြင် အစီအဝေရောက်ဆစ်ဆီးပြီးတော့ဇောတာယုံလက်နှင်းမြင်းဆောင်တောင်ရက်ွက်ကကိုလောက်အောင်အပါဝင်လူငယ်၄ဦးကိုဖမ်းဆီးသွားတယ်လို့ဒေသခံပြည်သူတွေကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့ဘကိုးတိုင်းအုပ်ဖုံမြို့နယ်မှာဝိုင်းကြီးရွာရဲစခန်းကအရက်တောက်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခတ်ရာ ၃ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၄ရက်နေ့မနက်၁၀နာရီကမှအုပ်ဖုံမြို့နယ်ဝိုင်းကျေးရွာရဲစခန်းကအရက်တောက်ရန်ထွက်လာတဲ့စစ်ကောင်စီတပ်သား၅ဦးဟာရဲစခန်းအဝင်လမ်းကျပ်နားမှာဗရေသာ TNT အပြင်းစားမိုင်း၃လုံးတွဲထောင်ထားတဲ့နေရာကိုရောက်ရှိလာတဲ့အချိန်တော်ရီခိုင်တရင်383ညနဲ့တက်ခွဲလေးမြေအောက်ပျောက်ကြားတက်ဖွဲ့အုပ်ဖို့ရဲ့ရဲဘော်များကစောင့်ကြိုပြီးတော့မိုင်းဆွဲတက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်အဲ့ဒီမိုင်းဆွဲတက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား ၃ဦးပွဲချင်းပြီးတေဆုံးက၂ဦးပြင်းထန်စွာဒဏ်ရာရရှိပြီးတော့စခန်းအတွင်းမှာရှိတဲ့အကြမ်းဖက်ဆင်ကောင်းစီတပ်သားများကဆက်လက်လက်နက်ကြီးများနဲ့စခန်းအပြင်ကိုမိနစ်၂၀ခန့်ရန်တမ်းပစ်ခတ်ခဲ့ခြင်းကြောင့်တော်လိုင်းရဲဘော်များဟာလက်နက်ကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။ဝိုင်းရဲစခန်းကစစ်ခွေးတွေအခုတလော့အပြင်ထွက်ပြီးတော့ရက်တောက်နေတာကိုသတင်းရလို့ညာတုံးကရဲစခန်းအထွက်လမ်းကျက်နားမှာ TNT အပြင်စားမိုင်း၃လုံးကိုပရိသာမိုင်းထောင်ထားတာမနက်၁၀နာရီလောက်မှာစစ်ခွေး၅ကောင်ရက်တောက်ဖို့ထွက်လာတာ မိုင်းခွင်းနဲ့ရောက်တော့တန်းပြီးတော့ခွဲလိုက်တာသုံးကောင်ကတော့နေရာမှာတင်ပွဲချင်းပြီးသေးတယ်နှစ်ကောင်ကလည်းအခြေအနေတိတ်မကောင်းဘူးအဲ့ဒီစစ်ခွေးတွေကိုမိုင်းဆွဲခံရတာမြင်တော့စခန်းထဲကစစ်ခွေးတွေကပြန်ဆွဲယူပြီးတော့စခန်းအပြင်ကို89မမ3ချက်စက်ကြီးဆက်လက်နဲ့ဒရဇက်ပြစ်တာမိနစ်20လောက်ကြာပါတယ်စစ်ခွေးတွေပြန်ဆွဲယူသွားလို့လက်နက်တွေတော့မရခဲ့ဘူးမင်းလာအုပ်ဖို့ဂျိုးပင်ကောင်းအဲ့ဒီသုံးမျိုးမှာမြို့ပြမစ်ရှင်တွေကိုဇက်တိုက်လှုပ်ဆောင်တော့မှာမဟုတ်လို့တီတူတွေအနေနဲ့သတိပေးချက်တွေလိုက်နာပေးကြဖို့ကိုပဲပြောချင်ပါတယ်လို့တာဝရီ KIA PDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ် ဆက်လက်ပြီးတော့လေမျိုးပြစစ်စင်ရေးများကိုလှုပ်ဆောင်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲအုပ်ချုပ်ရေးမှုယာအိမ်မှုစဲအိမ်မှုပြူစောတိသတင်းပေးဒလန်များစစ်ကောင်စီလက်အောက်ခံတပ်ဆက်ခန်းများရုံးများအနီးမှာနေထိုင်သွားလာခြင်းများကိုမပြုလုပ်ကြခြင်းဖြင့်ပူးပေါင်းပါဝင်ပေးကြပါရန်တာဝရီခရိုင် PDF ကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ EAD တိုင်းပသိမ်မြို့အခြေစိုက်အနောက်တောင်တိုင်းစစ်ဌာနချုပ်ကစစ်သားတအုပ်ဟာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ29ရက်နေ့မှာပသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ်စစ်လက်နက်ပစ္စည်းတပ်ခွဲကစစ်သားတအုပ်ဟာပသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်။အခုလိုမျိုးအလင်းဝင်ရောက်ခဲ့တဲ့စစ်သားတအုပ်ကိုမြို့နယ်ပကဖကဂုံပြုစုငွေနဲ့ဘဝရှိရေးအစဉ်ပြေစီရန်နေထိုင်ရေးအလုပ်ကံရရှိရေးနဲ့လိုအပ်တဲ့ကူညီထောက်ပံ့မှုများကိုဆက်လက်ပြီးတော့ဆောင်ရွက်ပေးသွားမယ်လို့ ပသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ